မင်းရဲ့ဘဝမှာလောကကြီးရဲ့ဆူယံတန်တွေလိုအပ်ချက်တွေကမင်းရဲ့အာယုံကိုဖန်ဆာလို့မရတော့တဲ့အချိန်မျိုးရောက်လာမှာဖြစ်ပါတယ်။ကိုကုတ်ကိုဖြည့်ရှင်းချက်တွေပြန်ထုတ်ဖို့ကိုယ့်ရဲ့ရွေးချယ်မှုဘက်ကမမမမကာကွယ်ပြောဆိုဖို့ဒါမှမဟုတ်ကိုယ်စိတ်ခံစားချက်ကိုဖွင့်ဟပြဖို့မလိုအပ်တော့ဘူးလို့အဲ့ဒီအချိန်မှာခံစားလာရမှာဖြစ်ပါတယ်။ ဒါဟာကန်ဆိုးခြင်းဝမ်းနည်းစရာတို့မဟုတ်ဘဲနဲ့ဆုလက်တစ်ခုသာဖြစ်ပါတယ်။မင်းစိတ်ရဲ့အတန်ကိုကိုယ်တိုင်ပြန်နားထောင်ဖို့နဲ့မျက်မှောက်ပြစ်ဆုံးပံအရှိတရားမှာရိုးရှင်းစွာလက်ခံနေထိုင်တတ်ဖို့ကံလှမ်းချက်တစ်ခုသာဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာကျမတို့တို့ရာတပားသူချံကအတိမတ်ပြုမှုတွေထောက်ခံမှုနဲ့နားလည်မှုတွေကိုရှာဖွေရင်းနဲ့ ကိုယ့်ရဲ့တန်ဖိုးကိုတည်တည်ပြဖို့လုံးပန်းလာခဲ့ကြတယ်။ကိုယ်နဲ့မသက်ဆိုင်တဲ့ရည်မှန်းချက်တွေလိုအပ်ချက်တွေပြည့်မီဖို့အတွက်ကြိုးစားရင်းကိုယ့်ကိုယ်ကိုပင်ပန်းအောင်ပြုမှုနေတတ်ကြတယ်။ဒါပေမဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါမှာတော့အခြားသူတွေကိုအထင်ကြီးအောင်လုပ်ဖို့ဆိုတဲ့တွန်းအားနေရာမှာကိုယ့်ရဲ့အတွင်းစိတ်ကနှဆိုင်တဲ့ကြည်လင်မှုနဲ့တည်ငြိမ်မှုတို့ဒါလေးအစားထိုးလာပါတယ်။ တိတ်ဆိတ်ခြင်းဟာအပေါ်ဖြစ်လာပါတယ်။ဒါဟာအထီးကျန်နေတာမျိုးမဟုတ်ဘဲနဲ့မင်းရဲ့ကိုယ်ပိုင်ဟန်အတိုင်းစီးချက်ညီညီပြန်လဲကိုက်ညီစေဖို့ပေါ်ပါစွာအသက်ရှူနိုင်ဖို့ပြိုင်ဆိုင်မှုပြင်းပြတဲ့ပွက်လောရိုက်တန်တွေရဲ့ကလကတစ်ဖက်ကလောကကြီးကို ရှုမြင်နိုင်ဖို့ OIS လေးတနေရာပဲဖြစ်ပါတယ်။ငြိမ်းချမ်းခြင်းဆိုတာဆုလက်တစ်ခုဆိုတာချက် အချိန်နဲ့အမျှ တိတ်တိတ်လေးဖြိုးထောင်လို့ရတဲ့ရွေးချယ်စရာတစ်ခုဖြစ်လာကြောင်းကိုလည်းသိလာမှာဖြစ်ပါတယ်။မင်းဟာဆယ်စုနှစ်ပေါင်းများစွာပေးဆက်ခဲ့ပြီးပါပြီ။တပါးသူတွေကိုလလန်းမီယာကနေထောက်ပံ့ပေးခဲ့တယ်၊ချစ်ပေးခဲ့တယ်၊ကုစားပေးခဲ့တယ်၊ပြုစုပြောထောင်ပေးခဲ့တယ်။အခုတော့ကိုကိုကိုပြန်ကူးဆိုင်ဖို့အချိန်ရောက်လာပြီဖြစ်ပါတယ်။လက်ဖက်ရည်ပူပူလေးတစ်ခွက်နဲ့အေးအေးလူလူထိုင်လိုက်တာမျိုး ထိတ်ဆိတ်နေတဲ့ပန်းဥယျံလေးရဲ့အလဲမှာလမ်းလျှောက်နေရတာမျိုးဒါမှမဟုတ်စိတ်ကိုဖျော်ဖြေမှုကောင်းကောင်းပေးဆွမ်းမဲ့စာအုပ်လေးတွေကိုရွေးဖက်တာမျိုးတွေလုပ်တင်ပါတယ်ဒီလိုရိုးရှင်းတဲ့အချိန်လေးတွေကပဲမင်းရဲ့စိတ်ကိုမင်းရဲ့ခန္ဓာနဲ့ပြန်ပြီးတော့ချိတ်ဆက်ပေးမှာဟုတ်မင်းကိုနားလည်ပေးဖို့အသင်မဖြစ်သေးတဲ့သူတွေကိုနားလည်အောင်ထက်ခါထက်ခါရှင်းပြနေစရာလည်းမလိုအပ်တော့ပါဘူး ထိန်းချုပ်နိုင်စွမ်းမှစွမ်းအားတွေရှိသလိုစိတ်ငြိမ်မှုမှဉာဏ်ပညာရှိပါတယ်။မင်းရဲ့စွမ်းအင်ကိုဘယ်နေရာမှာသုံးရမယ်ဆိုတဲ့ရွေးချယ်မှုမှလည်းလွတ်လပ်ခွင့်အပြည့်ရှိရလေ။မင်းရဲ့ဖြစ်တည်မှုတစ်ခုတည်းကိုနိုင်ကိုက အတိတ်ပဲရှိနေတာပါ။စိတ်ငြိမ်နေတဲ့အခိုက်အတန့်လေးတွေတိုင်းဟာမင်းရဲ့စိတ်ဝိညာဉ်လေးငြိမ်သက်စွာ အနားယူပြီးရှင်သန်လာနိုင်တဲ့ခိုးလုံရတစ်ခုပဲဖြစ်ပါတယ်။ အသက်ကြီးပြီးအရွယ်ရလာတဲ့ဘဝကိုဘဝရဲ့နေဝင်ခြင်းလို့မှတ်မှတ်ယူလိုက်ပါနဲ့အသက်အရွယ်ရလာပြီးအရွယ်ရောက်ရှိလာတဲ့ဘဝဆိုတာမိမိစိတ်ကိုမိမိထံပြန်လာအောင်ပြုလုပ်တဲ့အရွယ်ဖြစ်ပါတယ်ကာလရှိကြစွာစိတ်ရှိရှိဆောင်ဆိုင်နေခဲ့တဲ့မင်းရဲ့အတွင်းစိတ်အတန်စီကို ဘဝရဲ့ပင်ပန်းတကြီးကြိုးစားမှုတိုင်းရဲ့နောက်ွယ်မှာအမြဲရှိနေခဲ့တဲ့စိတ်ငြိမ်မှုစီကိုမင်းကိုယ်တိုင်ပြန်လာခြင်းပါပဲဒီအချိန်မှာဘယ်အရာတွေကမင်းရဲ့အာရုံဆူဆိုင်မှုကိုလိုအပ်ပြီးဘယ်အရာတွေကမလိုအပ်တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိပြီးလွတ်လပ်မှုကို တွေ့ရှိလာတဲ့အချိန်ပဲဖြစ်ပါတယ်